င်္ဂလာပါရှင်။တန်လွင်တိုင်းရဲ့တနိဒာနောက်ဆုံးရသတင်းများစုစည်းမှုပေါ့ကတ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ကျမပြပြပါ။ဒီကနေ့2025ခုနှစ်ဧပြီလ29ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ပုတ်ပြင်းမှာစစ်တပ် drone ဘုံကျဲမှုကြောင့်ចောင်းသူတအူထိခိုက်ဒဏ်ရာရတဲ့သတင်း၊စစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအာဆီယံအနေနဲ့လစ်လျူမှုရှုဖို့ NUG တိုက်တွန်းတဲ့သတင်း လောင်လုံးမြို့ပေါ်မှာကင်းလှဲလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး၄ဦးသေဆုံးတဲ့တရင်အပါအဝင်နိုင်ငံတကာသတင်းတွေမှာတော့ရုရှားမှာမြောက်ကိုရီးယားစစ်သားချထားမှုအဆုံးသတ်ရမယ်လို့အမေရိကန်ပြောတဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ တင်းနာရီတိုင်းဗုတ်ပြင်းမြို့နယ်တီကြီးမက်နိုင်မြို့နယ်ကွဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောက်စီရဲ့ drone ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆယ်တန်းကျောင်းသူတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ ပြီးခဲ့တဲ့ဧပြီလ28ရက်မနက်ပိုင်းမှာစစ်ကောင်စီရဲ့လင်းညာတပ်ဘက်ကနေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်ကြီးမနိုင်ရက်ကွက်အတွင်းရှိနေရာ၅ခုကို drone နဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်ကြီးမနိုင်လမ်းစုံ အနီးရှိနေအိမ်တလုံးပေါ်ကျရောက်ပောက်ကွဲခဲ့ပြီးဆယ်ကျော်သက်အရွယ်ဆယ်တန်းကျောင်းသူတို့ခါမှထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံအမျိုးသားတအူးကတလွင်တိုင်းကိုပြောပါတယ်။ ဒါအပြင်စစ်ကောက်စီရဲ့ drone ဘုံသည်ရန်တန်းကျဲချတာကြောင့်ဒေတာခံပြီးသူတချို့ဘေးလို့ရကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ match လအတွင်းတရင်းသားကြီးတိုင်းမှာစစ်ကောင်စီတက်တဲ့လက်နက်ကင်အဖွဲ့တွေကြောင့်အရသာပြည်သူ12ဦးသေဆုံးခဲ့တယ်လို့ဒေတာသွင်းသူသေတနာအဖွဲ့ဖြစ်တဲ့ FV5 တရင်းသားကြီးရဲ့အစီရင်ခံစာအရသိရပါဗျ။ လက်ရှိမြန်မာပြည်သူလူထုအပေါ်စစ်ကောင်းဆောင်နဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကိုအာဆီယံကလက်လျူမရှိဖို့အရေးကြီးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံပြောခွင့်ရဦးကျော်စောကပြောပါတယ်။ဒီသတင်းကိုအေမီကတင်ဆက်ပေးထားပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီရဲ့ကြမ်းဖက်လုံရက်တွေကိုနှစ်လူရှူထားမဲ့ဆိုရင်မြန်မာနိုင်ငံမှာတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာအကူအညီပေးနိုင်မှာမဟုတ်ဘူးလို့ဧပြီ29ရက်နေ့မှာထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့ တင်းစကားစီစဉ်မှာပြောကြားခဲ့တာပါအင်အားပြင်းလုတ်ခတ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်မှုစစ်ကောင်စီရဲ့ပြစ်ခတ်ရစေးကြီးဟာစစ်ကောင်ဆောင်ဘင်စတက်စီဝေးမတက်ခင်အတန်ကောင်းဟစ်ချင်လို့ကြော်ညာတာလို့ဥကြော်စောကဝေဖန်ပါတယ်တစ်ချိန်တည်းမှာပဲပြစ်မဲ့ရက်သားတွေကိုလေချောင်းကနေတိုက်ခိုက်မှုတွေကျင်းကျင်းဆက်လက်လှုပ်ဆောင်နေပြီးငလင်းတန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ်မှာရရဆက်ဆက်ကျူးလွန်နေတာတွေ့ရတယ်လို့ဆိုပါတယ် ် NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရငလင်းဖြစ်ပွားချိန်ကစပြီးဧပြီ25ရက်နေ့ထိနေပြည်တော်နဲ့ရန်ကုန်ကလွှဲရင်ကြံဒီသားတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာ242ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရသူ400နီးပါးရှိခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွေဟာငလင်းတန်းပြင်းထန်စွာခံစားခဲ့ရတဲ့စကိုင်းတိုင်းမှာတင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်52ခု ဖြစ်ပွားခဲ့ပြီးသေဆုံးသူ80ဦးနဲ့ဒဏ်ရာရသူ 121ဦးထိအများဆုံးရှိခဲ့ပါတယ်။အလားတူမန္တလေးတိုင်းမှာလည်းလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်58ခုဖြစ်ပွားခဲ့ပြီးသေဆုံးသူ59ဦးနဲ့ထိခိုက်ဒဏ်ရာရသူ69ဦးထိဒုတိယအများဆုံးရှိခဲ့တယ်လို့ NUG လူခွေးဆန်ရဝန်ကြီးဌာနရဲ့ချက်လက်တွေကဖော်ပြထားတာပါ။ဒီလိုမျိုးရက်သားတွေပေါ်ကျူးလွန်နေတဲ့လုပ်ရက်တွေကိုနိုင်ငံတကာဒေတာတွေနဲ့အင်းနီးရှင်းနိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်တွေကနေ အမျက်ထိုးမှုတွေကိုသတိထားစောင့်ကြည့်ကြဖို့ဥကြော်စောကတိုက်တွန်းပါတယ်။အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်ကငလင်ကျောက်ဒုက္ခရောက်နေသူတိုင်းကို အကူအညီပေးရမှာအနှောက်အယှက်အတားအဆီးမပြုဖို့စစ်ကောင်းဆောင်ကို ပြောကြားခဲ့ပြီးအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်နဲ့လည်းတရားဝင်တွေ့ဆုံဆွေးနွေးခဲ့တာပါ။ NUG နဲ့တွေ့ဆုံခဲ့မှုပေါ်ပြည်သူတွေလိုလားတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်အောင်ဦးတည်မဲ့အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲဖြစ်ဖို့ အရေးပါတဲ့စဉ်တစ်ခုဖြစ်တယ်လို့မြင်မိကြောင်းသူကဆိုပါတယ်။ဒါအပြင်ကြိုးရှိတဲ့နောက်ထပ်ဒိတ်သီးဆွေးနွေးပွဲတွေဖြစ်လာဖို့ညွှန်မှန်းထားပြီး NUG နဲ့မဟာမိတ် K3C တို့ရဲ့ဘုံသဘောထားရည်တည်ချက်မှာကြီးညာထားတဲ့ချက်၆ချက်ကိုခြေခံပြီးစစ်မှန်တဲ့ဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့မျှော်လင့်တယ်လို့ဦးကျော်စောကပြောပါတယ်။မြမအကြက်တဲပြည်လေရေးစိုးစုဟာအပြင်းမဟုတ်ဘူးဆိုစားတိတာထင်ရှားနေပြီးအာဆီယံဘွဲ့အနေနဲ့ NUG ပါဝင်ဒေါ်လာရင်းအင်အားစုတွေနဲ့တရားဝင်ထိတွေ့ကနိုင်ငံရေးဖြေရှာဖို့လှုံ့ဆော်ခြင်းကဒါရေရှည်တည်တဲ့နဲ့တည်ငြိမ်မှုကိုရနိုင်တဲ့တခုတည်းသောနည်းလမ်းလို့ဆိုထားပါဗျ။ တနင်္လာရီတိုင်းဒေသကြီးတဝဲခရိုင်လောင်းလုံးမြို့ပေါ်မှာကင်းလဲထွက်လာတဲ့စစ်ကောင်စီတပ်ဖြစ်ခတ်တိုက်ခိုက်ခံရတာကြောင့်၄ဦးသေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေကတန်လွင်တိုင်းကိုပြောပါရယ်ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှဖြစ်ပါတယ် မနေ့ဧပြီလ28ရက်နေ့နေ့တဲ့တနင်္ဂနွေအချိန်ခန့်မှာအင်အား6ဦးဝင်ကျင်တဲ့ကင်းလဲထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခတ်ခဲ့တာပါပြူစောတီခေါင်းဆောင်ဦးဆောင်ပြီးကင်းလဲထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလောင်းလုံးမြို့ပေါ်အားထားကတဲ့စာတင်ကြောင်းအနာမှာပြစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတက္ကမှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးတအူးဟာနေရာမှာပဲတနက်ထံရနဲ့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပြင်နှစ်ဖက်ပြစ်ခတ်မှုအတွင်းလောင်းလုံးမျိုးရဲစခန်းနဲ့စာရဖယုံကလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့တဲ့အပြင်ပင်လယ်ပြင်အတွင်းရှိစစ်သည်မော့ကလည်းစလုံးရွာရှိကိုမောင်းဝင်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းလောင်းလုံးမြို့နယ်ကြောင်းနီမော်ကျေးရွာရှိစစ်ကောင်စီနဲ့ပြူစောတိပူပေါင်းစခန်း drone နဲ့တိုက်ခိုက်ခံရတာကြောင့်ပြူစောတိ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ ရုရှားမှာမြောက်ကိုရီးယားစစ်သားချထားမှုအဆုံးတက်ရမယ်လို့အမေရိကန်ကပြောပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်။ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားဘက်ကနေကူတိုက်ပေးဖို့မြောက်ကိုရီးယားကတပ်ဖွဲ့ဝင်စစ်လုံနေမှုအဆုံးတက်ရေးအမေရိကန်ကတိုက်တွန်းလိုက်ပါတယ်။ယူကရိန်းတပ်တွေတင်ပိုက်ထားတဲ့ Cast Data ကိုပြန်လည်သိမ်းယူရမှာမြောက်ကိုရီးယားတပ်ဖွဲ့ဝင်ရဲ့စွမ်းဆောင်ရည်ကိုရုရှားစစ်ဘက်ဆိုင်ရာရရှိသူကလူသိချင်းကြားချီးကျူးခဲ့ပါတယ်။ ရုရှားတပ်တွေနဲ့အတူတိုက်ပွဲဝင်နေတဲ့မြောက်ကိုရီးယားစစ်သားတွေဟာတွေ့ရကောင်းနေဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြပြီးရုရှားစီတပ်ဖွဲ့ဝင်တွေဆက်လွထားကြောင်းပထမဆုံးအတည်ပြုခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားဒဏ်ရာပါဝင်နေမှုဆုံးသတ်ရမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားဝင်ကြီးဌာနရဲ့ April 28ရက်ပေးပို့တဲ့အီးမေးလ်မှာဖော်ပြထားပါတယ်။ရုရှားယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားလို့ ိုက်ရိုက်ပါဝင်နေတဲ့တတိယနိုင်ငံအနေနဲ့တာဝန်ရှိမှုတွေရှိရမယ်လို့အဲ့ဒီအီးမေးလ်မှာဖော်ပြထားပါတယ်။မြောက်ကိုရီးယားစစ်သားတွေဟာတရားမျှတမှုအတွက်တိုက်ပွဲဝင်နေတာဖြစ်ပြီးသူတို့ဟာအမိမြေကိုဂုံတက်စေတဲ့ကိုယ်စားလှယ်တွေဖြစ်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့တာပါ။မြောက်ကိုရီးယားကရုရှားကိုကူညီပေးဖို့တပ်ဖွဲ့ဝင်1000ထောင်ချထားတဲ့ထဲကထောင်ထဲချပြီးတည်ဆုံသွားပြီဖြစ်ကြောင်းဗြိတိန်ထောင်လိုင်းရေးကပြောထားပါတယ် ရုရှားဘက်ကနေကူညီတိုက်ခိုက်ပေးရင်ကြဆုံးသွားတဲ့မြောက်ကိုရီးယားစစ်သားတွေကိုနိုင်ငံတော်အဆင့်ဂုဏ်ပြုပေးသွားမှာဖြစ်တယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောဆိုထားတာဖြစ်ပါတယ်။ တန်လွင်တိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်ကာကြာတာပရီစနေနေ့တွေရဲ့ညနေ6:00နာရီခွဲအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။တန်လွင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တန်လွင်တိုင်းရဲ့ website စာမျက်နှာတွေနဲ့တန်လွင်တိုင်း application မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တန်လွင်တိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုတွေကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။